မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ရန်ငယ်မိတ်ဆွေတွေဆရာကဒီနေ့မှာတော့နောက်ဆုံးပိတ်အိတ်နယ်လွယ်2025ခုနှစ်6လပိုင်းဇွန်လဇန်နီသားသမီးမိတ်ဆွေတွေတလစာရှောင်းရံဆောင်ရံအတွက်ကံကြမဟောစရမ်းနဲ့တလတာအချင်းကိုဆရာကဟောကြားပေးมาဖြစ်တဲ့အတွက်ဥစွာပထမဇန်နီသားသမီးမိတ်ဆွေတွေအားလုံးဘေးပရာမှန်သမျှဝေးကွာလို့အဆက်ဆက်အရရအစင်ပြေအောင်မြင်တိုးတက်ကြပါစေကြောင်းဆရာကဒီကနေ့မြေတားဖို့ဆုတောင်းထောပနာပြုတာလိုက်ပါတယ်ဒီ2025ခုနှစ်6လပိုင်းတွင်မှာ မိတ်ဆွေစနေသားသမီးတွေမိတ်ဆွေတို့ရဲ့ယင်ထဲမှာ အရာရာကိုအမဖြစ်ပေါ်လာသေးသောကိစ္စလေးတွေမဖြစ်လာသေးတဲ့ကိစ္စလေးတွေမှာစိုးရိမ်ပူပန်မှုလေးတွေများနေတယ်မိတ်ဆွေစနေသားသမီးတွေဒီမဖြစ်လာသေးတဲ့ကိစ္စတွေကိုအရင်ကြီးစိုးရိမ်ပူပန်နေတာမျိုးတက်လျှော့ပြီးပါ အရန်ကြီးမပူပါနဲ့အရန်ကြီးပူတဲ့အခါမိတ်ဆွေတို့အနေနဲ့အဲမိမိရဲ့ကံဟာနည်းနည်းလေးဟိုဖြစ်တတ်တဲ့အတွက်ကြောင့်မလို့အဲလိုတာထပ်ပူပြီးမစိုးရိမ်ပါနဲ့လှုပ်ရှားရှိတဲ့အလုပ်တွေဖြစ်ရှားရှိတဲ့အလုပ်တွေဟာလုံနိုင်လို့ရှိရင်ချက်ချင်းထလှုပ်လိုက်ပါဒါပေမဲ့မိတ်ဆွေတို့ရဲ့ကံဟာ အဲပူပန်နေတာမျိုးဆိုရင်ကိုကိုကို confidence နေပျောက်လာတာမျိုးအာစိုးရိမ်ပူပန်မှုတွေရရှိ confidence နေရော့ကျလာတာမျိုးကိုကိုကိုယုံကြည်မှုတွေပျောက်ဆုံးလာတာမျိုးတွေကြောင်းမိတ်ဆွေတို့တရားတွေဆရာပြောရတာတော့ဒီ2025လျှောက်လာပိုင်းဟာစနေသားသမီးတွေအတွက်လက်ရှိရှိနေတဲ့အနေအထားတစ်ခုကနေနိုင်ကြသွားနိုင်စရာစိုးရိမ်ရတဲ့အနေအထားတစ်ခုဘာမှမတွေ့ရတဲ့အတွက်ဘာကိုဖြစ်ဖြစ်ပုံမှန်အတိုင်းလှုပ်လှုပ်တို့ရှယ်လို့လို့အကောင့်ဘက်ကိုပဲစဉ်းစားပါပြဿနာကိစ္စအခက်ခဲတွေပေါ်လာတဲ့အခါမှာဖြည့်ချင်းစဉ်းစားပါ ဒါပေမဲ့စဉ်းစားရင်းနဲ့အတွေးတွေပူလာတယ်ဆိုတော့ဒါစဉ်းစားရင်းနဲ့ပြဿနာကိစ္စတွေကို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 ယုံကြည်ချက်ကွန်ဖီဒန့်တွေမပြပါနဲ့။စနေဆိုတဲ့အတိုင်းပဲစနေရဲ့တတ်တဘောကမာတယ်မျက်နှာမာတယ်မနာကြည့်ရရုပ်တည်တယ်ဆိုတဲ့သဘောအတိုင်းပဲစိတ်ဆက်တယ်ဆိုတဲ့အတိုင်းဘာကိုဖြစ်ဖြစ်တိတိကျကျလှုပ်ဆောင်မှာရဲဝံ့နေအောင်မြင်ပါလိမ့်မယ်ရှိနေတဲ့နေရာရောက်ချိနေတဲ့အနေအထားအနေတော့တိထနှိမ့်ကြသွားနိုင်စရာဘာမှမရှိပါဘူးဒါကြောင့်လုပ်ငန်းကိုင်ငံအလုပ်ကိစ္စနဲ့ပတ်သက်လို့ဘာပဲလုပ်လို့အခက်အခဲကြုံနေသူတွေအစမပြေတာတွေ ကြုံတွေ့နေရတဲ့မိတ်ဆွေစနေသားသမီးများဟိုကတော့ဒီလတာတော်တွေမှာဆိုရင်အဲငကိုကခက်ခဲသူတွေအဆင်မပြေသူများအနေနဲ့ဒီကာလတွေမှာတကယ်ကိုအပြောင်းအလဲနဲ့ကန်ဆန်းမှုနဲ့ changes လုပ်ပြီးတော့လုပ်တဲ့နေဘာကိုဖြစ်ဖြစ် အဲဆိုတော့လို့ငကွားမှအဆင်မပြေတာဆိုတော့အဆင်မပြေတာကိုပုံမှုပြီးတော့အဆင်ပြေအောင်အားသာအောင်ဘာလို့ဖြစ်ဖြစ်အပြောင်းလဲနဲ့ကံတရားကိုကစားတင်တော့လာဖြစ်ပြီးတော့လေရွာမပြောင်းသူကောင်းမဖြစ်ဆိုတာမျိုးငကိုကဒါလေးရောင်းနေတဲ့အခါမှာဒီလုပ်ငန်းလေးလုပ်နေတဲ့အခါမှာအဆင်မပြေဘူးဆိုရင်နောက်ထပ်လုပ်လေးကို change ချက်လုပ်လိုက်တာမျိုးတွေဟာပို့ပြီးတော့မိတ်ဆွေတို့အတွက်လုပ်ငန်းတဲ့အလုပ်တဲ့အခွင့်အရေးတဲ့တွေကိုရှားပွေတွေးရှိနိုင်တယ်ဆိုတော့လာဖြစ်ပါတယ်ခင်ဗျာ ဒါအပြင်ကျမ်းမာရေးငကိုကကျမ်းမာရေးညံ့နေတော့ဇနီးသားသမီးမိတ်ဆွေများအဖို့ငကိုကယောဂနဲ့ပတ်သက်ပြီးတော့ခံစားနေရတာမျိုးတွေဒီကာလမှာချစ်တို့ဆောင်ရလှုပ်ဆောင်တဲ့နေဆရာကောင်းတမားကောင်းတွေအဲ တွေ့ရှိပြီးတဲ့အခါဇေဝအပြောင်းလဲဆရာအပြောင်းလဲတွေနဲ့ကုသလိုက်တဲ့အခါမိစွေတို့ရဲ့ငကိုကညံ့နေတော့သူ့မဟုတ်ဝေဒနာခံစားနေရတဲ့အရာတွေတော့မှအကောင်းဘက်ကိုဂျင်းသေးပေါ့ဥတီလာမှဖြစ်တဲ့အတွက်ဇေဝကောင်းဆရာသမားကောင်းတွေရဲ့အကူအညီရရှိတတ်တယ်လို့အကူအညီထောက်ကူတွေရရှိတတ်တယ်ငကိုက operation ကိစ္စတွေရဲ့ရည်ကြီးတဲ့ကိစ္စတွေလှုပ်ဆောင်မှုဆိုရင်ဒီကလာဟာရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့ဂျင်းသေးရရှိမဲ့လာဖြစ်တာကတော့အသေးကြပဲဖြစ်ပါလေခင်ဗျာဒါအပြင်မိစွေတို့အနေနဲ့လုပ်ငန်းကိစ္စ အလုတ်ကိစ္စနဲ့ပတ်သက်လာတဲ့ခါကျရင်မိတ်ဆွေတို့ရဲ့ယင်ထဲမှာအေးချမ်းမှုတွေငြိမ်းချမ်းမှုတွေအလိုရှိနေတယ်မိသားစုအိမ်တွင်းရင်းနဲ့ပတ်သက်လာရင်အဆင်ပြေခြင်းနဲ့စိတ်တွေအဲငဘူကပတ်စံမရှိရင်တော်ပစီပြီးမိသားစုနဲ့ပတ်သက်ပြီးတော့တုံးနဲ့တူတယောက်နဲ့တယောက်စီစီလုံးလုံးလေးဖြစ်ရှင်တာမျိုးအေးအေးချမ်းချမ်းလေးဖြစ်ရှင်တာမျိုးလေးကြုံရတတ်တဲ့အတွက်မိသားစုကိစ္စအိမ်တွင်းရေးကိစ္စလေးတွေငဘူကနားလည်မှုလွဲနေတာမျိုးလေးတွေဆွေမျိုးသားချင်းအမွေကိစ္စအမှုကိစ္စလေးတွေမှာပြဿနာပဋိပက္ခလေးတွေကြုံနေရတဲ့မိတ်ဆွေများကိုဒီကာလမှာ စီလုံးချင်းဒီအင်အားဆိုတဲ့အတိုင်းပဲတယောက်နဲ့တယောက်တူးနဲ့တူးညှိညိနိုင်နိုင်ဆောင်ရွက်ပြီးတော့ကိုကရှေ့တူးဆောင်ရွက်လှုပ်ဆောင်ရင်အေးချမ်းချင်းနဲ့ငြိမ်းချမ်းချင်းကိုကိုစားပြုတော့လာဖြစ်တဲ့အတွက်စနေသားသမီးမိတ်ဆွေတွေကိုကဒီကလာမှရန်သူကိုယ်တော်ကိုယ့်ဘက်ကဥစွာမေတ္တာထားပြုံးပြထားလို့ရှိရင်မိတ်ဆွေတို့နေနဲ့အခက်အခဲတွေရန်သူတွေရနေပြီးတော့ကြွေဆင်းပြီးတော့အရန်ခင်မင်တဲ့သူအဖြစ်တော့မဟုတ်မိတ်ဆွေကောင်းတယောက်အဖြစ်ကိုရရှိလာမှာဖြစ်တဲ့အတွက်ရှေ့တူးဆောင်ရွက်လှုပ်ဆောင်ရင်အသာကောင်းမှုတိုးတက်နိုင်တော့လာဖြစ်ပါတယ်ငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့လက်ထဲမှာလူမြင်တဲ့ ငွေတွေမမြဲတတ်ဘူးငွေချင်းနဲ့ပတ်သက်ရင်ငွေမရှိပါနဲ့မငားပါနဲ့အဲတေချာတဲ့မိတ်ဆွေရှိရမျိုးငားတာမျိုးလေးတွေမှာကိုယ့်ရဲ့ငွေနဲ့ကိုတောင်းဝခတ်တာမျိုးလေးတွေငွေချင်းနဲ့ပတ်သက်လာလို့ရှိရင်ကိုယ့်စေတနာတွေဝေဒနာဖြစ်တာမျိုးရှိတာငားတာလေးတွေကြောင့်ကိုယ့်ငွေနဲ့ကိုအတောင်းခတ်တာမျိုးလေးတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့ရဲ့ငွေကြီးကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာရင်လက်ထဲမှာဒီလဟာလူများကိုယ့်ချီမှာရှိနေတဲ့ငွေကိုသူများမြင်ရင်ကိုမမြဲတတ်တော့လားလူမြင်မခံတဲ့လားငွေကြီးနဲ့ပတ်သက်ရင်အဲ တူတူတိတ်တိတ်နဲ့လှုပ်လှုပ်ဝဝဆောင်ရက်တဲ့နဲ့ကို့မှာရှိတဲ့အကြောင်းကိုသူများမြင်ရင်သူမဟုတ်သူများကိုပြမြင်သူများကိုတွေ့မြင်အဲ့ဒီငွေဟာမမြဲတာမျိုးလေးတွေအကြောင်းအရာမျိုးစုံနဲ့အဲကိစ္စတစ်ခုမဟုတ်တစ်ခုနဲ့ပေါ်လာပြီးတော့အကုန်ကြလေးတွေများရတက်တော့လာဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လို့ချင်းငွေကြီးကံဟာဒီလာတာတော်တယ်မှာဆိုရင်အဲတူတူတိတ်တိတ်နဲ့ဆောင်ရွက်ပါရှိနေတဲ့အရာကိုလူမြင်ခန္ဓာမျိုးလေးတွေလူသိခန္ဓာမျိုးလေးတွေကြွားတာမျိုးလေးတွေဆိုတရားတဲ့ချင်းတွေမမြဲတက်တော့လာဖြစ်တဲ့အတွက်အမြင်မခံပါနဲ့ဘာလို့ဖြစ်ဖြစ်ရှိနေတာကိုမသိစေနဲ့ ဒါပို့ပြီးတော့ကောင်းမွန်တယ်ဆိုတဲ့ကာလဖြစ်တယ်ပတ်စံပြောက်တာမျိုးတွေတခိုးခိုးခံရတာမျိုးလေးတွေငွေကြီးနဲ့ပတ်သက်လို့အလိမ်ညာခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့သတိထားပါငွေမရှိပါနဲ့ငွေရှိရင်သိကြတဲ့ဆုံးမယ်တော့မပြောပေမဲ့တောင်းဝအင်မတန်ခက်ခဲတတ်တဲ့လာဖြစ်တဲ့အတွက်သတိထားစင်ကြပါ အလှကုန်ပစ္စည်းလေးတွေကြောင့်ငွေကုန်ကြီးကြအများရတတ်ပါတယ်အလုပ်လုပ်ငန်းရရန်ကိုင်ငန်းနဲ့ပတ်သက်ပြီးတော့လုပ်ငန်းအပြိုင်ဆိုင်တွေပေါ်လာတတ်တယ်အထူးသဖြင့်လုပ်ငန်းတူတွေအလုပ်နဲ့ပတ်သက်ရင်ဘာလို့ဖြစ်ဖြစ်ကိုယ့်ကိုလိုက်ပြိုင်ဆိုင်နေတာမျိုးလုပ်ငန်းနဲ့ပတ်သက်ရင်ကိုယ့်ကိုမနာလိုနေတာမျိုးနေရင်ထိုင်နေတဲ့ကိုယ့်ကိုကိုယ့်အပြိုင်ဆိုင်တွေပေါ်တတ်တဲ့အတွက်အလုပ်ငန်းတူအလုပ်တူတွေနဲ့ပတ်သက်လာရင်တော့သတိပြုစင်ကြင်ရမယ်အဲသူတို့ကြွေးတဲ့အစားအစာလေးမှာသတိထားစင်ကြရမယ်ဓာတ်ပုံတို့အင်ဂျီတို့အဝတ်အစားတို့အဲစွမ်းအားလို့ပေါ့ မယူဆောင်တင်ပါဘူးတတိထားဆင်ကျင်ပြီးတော့လှုပ်ဆောင်တင်တော့လာဖြစ်ပြီးတော့အလုတ်ပြိုင်လုပ်ငန်းပြိုင်နဲ့ကြုံလာတတ်တယ်ကိုယ်ပိုင်လုပ်ငန်းလုပ်လုပ်နေတော့မိတ်ဆွေများဖို့ဆိုရင်ကိုကိုလုပ်ငန်းနဲ့ပတ်သက်ပြီးအလုပ်တူလုပ်ငန်းတူတွေကကိုကိုမနာလို့လို့အပြိုင်ဆိုင်အတိုက်ခိုက်တဲ့မျိုးတွေနဲ့ကြုံရတာမျိုး magician ဆိုတော့ lucky ပညာအတတ်ပညာတွေစုံပညာအတတ်ပညာတွေနဲ့ကိုရဲ့လုပ်ငန်းကိုအဆင်မပြေအောင်ကြံ့ကြအောင်အခုခေတ်လူတွေကလည်းခတ်တယ်ဗျာနော်တိုက်ခိုက်ပြစားတတ်တဲ့အတွက်တော့သတိထားစင်ကျင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ စိတ်ညစ်စရာလေးတွေကိုပဲဆရာဥစွာတခါလေးပြောလိုက်ပါမယ်ကျင်းသေးပါစနေသားသမီးတွေကဒီရက်လျှောက်လာပိုင်းအတွင်းမှာဆိုရင်လုပ်ငန်းပြရင်လုပ်ပြရင်ပေါ်တတ်တယ်ငွေကြီးနဲ့ပတ်သက်ရင်လူမြင်ခံလို့မရဘူးဒါအပြင်သားသမီးကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြအများရတတ်တယ်အဲထို့အပြင်အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့နော်အိမ်အောင်ကြီးနဲ့ပတ်သက်လာပြီးတဲ့အခါအိမ်အောင်ဘက်ရဲ့ စိတ်ပင်ပန်းမှုတွေနဲ့နည်းနည်းကြုံတွေ့ရတတ်တယ်အိမ်ဆောင်ကြီးနဲ့ပတ်သက်လာရင်တူဦးကဒါဆိုရင်တူဦးကဟိုကဖြစ်တာမျိုးမိမိအိမ်ဆောင်ဘက်မသိအောင်တူကလှုပ်ထားတော့ငွေကြီးကိစ္စလေးတွေရှိလာတဲ့အခါမှာဒီရာကိုအရှိပြုပြီးပြဿနာအရှိတင်လေးတွေညင်ရတာမျိုးကိုကဒီလိုမြင်တယောက်ကဒါဆိုရင်ကိုကဒါဆိုရင်မိမိရဲ့အိမ်ဆောင်ဘက်ကဟိုကဖြစ်နေတာမျိုးကိုကဟိုကဆိုရင်ဒါဖြစ်နေတာမျိုးမိမိအိမ်ဆောင်ဘက်ကဒီလိုမျိုးတွေကြုံရတတ်တဲ့အတွက်ဒီအချက်လေးတွေကိုတော့မိတ်ဆွေတို့တတိထားဆင်ကျင်ရတဲ့အတွက်လိုအပ်ပါတယ်ဒါကြောင့်မြင့်ညိုင်နိုင်နဲ့ပြပြလေးလေးဆောင်ရွက်ဖို့လိုအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာနော်လူယုံမလွယ်ပါနဲ့လူလိမ င်ခံရတတ်ပါတယ်ရွှေအဝင်မတော်ပါဘူးတို့အပြင်မိတ်ဆွေတို့အနေနဲ့ရွှေနဲ့ပတ်သက်ပြီးတဲ့အခါအအဝင်မတော်ပါဘူးမိမိအမိကိုအကြောင်းပြပြီးလူအဝင်မတော်ပါဘူးအကယ်၍လူဝင်လာမယ်ဆိုရင်ရွှေထွက်ပြီးတာမျိုးလုပ်ပေးဖို့လိုပါတယ်ဒါလေးကိုသတိထားပါတကယ်လို့ညာအိညာနဲ့မိမိမိသားစုတွေမှာလူဝင်လာမယ်ဆိုရင်အထူးသဖြင့်ဗုဒ္ဓဖူးတို့စန္ဒေသသမီးတို့ထတ်ရှိနေတယ်ဆိုရင်တော့ရွှေလေးကိုဇတိပေါင်းတာမျိုးရောင်းတာမျိုးလုပ်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီကာလအတွက်ဒီမှာအကျိုးပေးသောလုပ်ငန်းတွေ စနေသားသမီးမိတ်ဆွေတွေနဲ့ဒီ2025လျှောက်လာပိုင်းတွင်မှာအကျိုးပေးသောလုပ်ငန်းများကိုဆက်လက်ပေါ်ပြပေးပါစေ။ဒီလတာတော့တွင်မှာမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်လုပ်ငန်းနဲ့ပတ်သက်ရင်လုပ်ငန်းတည်အလုပ်တည်စတင်လှုပ်ဆောင်ရအတွက်အားသာကောင်းမွန်တိုးတက်နိုင်တဲ့အထူးသဖြင့်အများနဲ့ပတ်သက်သောလုပ်ငန်းတွေအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေစောက်လုပ်ရေးဆိုင်ရာလုပ်ငန်းတွေစီးဝါဆိုင်ရာလုပ်ငန်းတွေတန်တွတ်တဲ့အစရှိတဲ့လုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေတော့အဖွဲ့အစည်းအသင်းအဖွဲ့အများနဲ့ပတ်သက်တာတွေအပြောဆိုနဲ့ပတ်သက်သောလုပ်ငန်းတွေပညာရေးဆိုင်ရာလုပ်ငန်း ဘာသာရေးဆိုင်ရာလုပ်ငန်းဘာသာစကားသင်တန်းတွေပတ်သက်တာတွေခြေတို့ဆိုင်ရာလှုပ်ဆောင်လို့ရတယ်လို့အထယ်လေးထီထီဖက်နဲ့အဆရှိတဲ့လုပ်ငန်းတွေစားတောက်ကုန်စံစီစေစားဆက်ပစ္စည်းတွေပတ်သက်တာတွေဆက်တူလုပ်ငန်းတွေအစုဆေးရငွေကြီးတွေနဲ့ပတ်သက်တာတွေခြေတို့ဆောင်ရာလှုပ်ဆောင်ရင်အားသာခြင်းကောင်းမွန်ခြင်းတွေတိုးတက်ခြင်းတွေဂျိမ့်တီပေါက်ရရှိမဲ့ကာလဖြစ်တယ်စနေသားသမီးမိတ်ဆွေများသားသမီးတပည့်လက်သားလက်အောက်ငယ်သား ဆွေမျိုးသားချင်းတွေရဲ့အကူအညီကိုရရှိတတ်တော့လာဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဒါဟာအာသာကောင်းမွန်ပြီးတော့စိတ်ချမ်းသာစရာပေါ့မိမိရဲ့မိသားစုဝင်အတွင်းမှာတာသမီရှိတဲ့အခါပညာရေးနဲ့ပတ်သက်လို့ scholarship လျှောက်တာမျိုးတို့တမဟုတ်ပညာရေးနဲ့ပတ်သက်ရင်သတင်းကောင်းတွေကောင်းသောသတင်းတွေကိုကြားရတတ်သောကာလဖြစ်တယ်။ငကုကမိသားစုဝင်တွေထဲမှာအမှုကိစ္စဖြစ်နေသူတွေအမွေကိစ္စဖြစ်နေသူတွေ အရှုံအောင်ပိစာဖြစ်နေသူမိတ်ဆွေများအဖို့မိမိအနေနဲ့အကြံဉာဏ်ပေးတာမျိုးသူမဟုတ်ရင်ကုညီဖြည့်ရှင်းဆောင်ရွက်လိုက်ပါမိတ်ဆွေတို့မပြီးမပြတ်ဖြစ်နေတာတွေရက်တန့်နေတဲ့အရာတွေကြောင့်ပြီးပြတ်အောင်ဆောင်ရွက်နိုင်တော့လဖြစ်တာကတော့အသေးစားပဲဖြစ်ပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့ ရင်ဆက်ပစ္စည်းတွေအစ်စ်ဝင်တက်တယ်လက်ဆောင်တစိုးလက်ဆောင်ရရှိတာမျိုးကြုံရတတ်တယ်အဝေးမှာရှိတဲ့ဆွေမျိုးသားချင်းသားသမီးတွေအကူအညီတွေတရင်ကောင်းတွေအဲဘာသာရေးဆိုင်ရာဖရားတဲတာတွေတိမ်ဆောက်တာတွေဟာဒါမျိုးတွေထူးထူးခြားခြားကောင်းကောင်းမွန်မွန်နဲ့တကယ်ကိုထိထိရရဆောင်ရရမယ်ကာလဖြစ်ပြီးတော့မိမိတို့မမြင်အပ်တော့အတိတ်ကပဋ္ဌာန်းဆက်ကောင်းပုံကိုကောင်းတွေအကူအညီကိုရရှိတတ်တဲ့အတွက်ဘာသာတရားများများလှုပ်လေမိတ်ဆွေတို့ရဲ့ကံဟာတက်လီဆိုတော့ဘက်ကို ရောက်ရှိနေတာအတိအကျပဲဖြစ်တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ငဘောက ညီကိုမောင်နှမဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေဘူးစိတ်တော့ကပြီးနေတဲ့ဆွေနောင်ဒီလဟာထူးထူးခြားခြားပဲဆွေမျိုးသားချင်းနေညီကိုမောင်နှမတွေရဲ့အကူအညီထောက်ကူကိုရရှိတတ်တယ်လို့မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေရဲ့အကူအညီကိုလည်းရရှိတတ်တော့လဖြစ်ပါတယ်တချိန်ကတခါကကိုကိုညီခဲ့ဘူးတော့သူမဟုတ်ကိုပေးကန်းခဲ့ဘူးတော့အဲသူတွေကကိုကိုတပံပြန်ပြီးတော့အထောက်အပံ့ပြုတာမျိုးတွေလည်းကြုံရတတ်တော့ကာလဖြစ်တယ်။သို့တော့ခက်ခဲမလို့လို့ညံ့မလို့လို့ ਨੇ ကံကောင်းမဲ့ကာလဖြစ်တယ်။တနည်းဆိုရရင် သူများအကျိုးလဲအောင်ကိုကျိုးလဲအောင်စီတော့လုပ်ငန်းတွေကပုံမှုအကျိုးပေးတဲ့ကာလဖြစ်တယ်။နိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာတွေရှေ့တို့ဆောင်ရွက်လှုပ်ဆောင်မှာခရီးသွားဟာတက်တယ်ပြည်တွင်းပြည်ပခရီးသွားနဲ့ပတ်သက်လို့ရှိရင်လည်းဖျားဖို့ခရီးအလဲပခရီးအပျော်ခရီးတွေတွားရတက်တယ်။ယာဒူးလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လို့ယာဒူးပြောင်းမှုလက်ရှိနေရာအနေပြောင်းရင်ကောင်းမလားလို့စဉ်းစားနေတဲ့မိတ်ဆွေများယာဒူးနဲ့ပတ်သက်လို့ရှိရင်ငါအခြားယာဒူးတိုးရရင်ကောင်းမလားဆိုတဲ့မိတ်ဆွေများသေချာရှိစေဝေးစဉ်းစားမနေနဲ့ချိတ်တိုးဆောင်ရွက်လှုပ်ဆောင်လိုက်ပါအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်ပါတယ်။ လက်ရှိရှိနေတဲ့နေရာမှာအပြိုင်ဆိုင်တွေအထက်လူကြီးတွေအကြီးအကဲတွေရဲ့ဖီအားလေးတွေနည်းနည်းငယ်ကြုံနေရတာမျိုးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးမိမိရဲ့အထက်လူကြီးအကြီးအကဲတွေရဲ့စိတ်ပင်ပန်းမှုစိတ်ညစ်စရာပေးမှုစိတ်ဖိအားပေးမှုတွေတွေကြုံရတတ်တဲ့အတွက်တော့ပရိသတ်စင်နေမှာမိမိရဲ့အထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်ပြီးတော့စကားများတာမျိုးကတောက်ကဆာဖြစ်ရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့အထက်လူကြီးအကြီးနဲ့ပတ်သက်ရင်ပြောဆိုတဲ့အခါသတိထားပါဆရင်စရာတိတိကြကြလို့ပါဘာလို့လဲဆိုတော့ငွေကြီးနဲ့ပတ်သက်လို့ရှိရင်ကိုကကိုကို ကြောက်ကြတာမျိုးအလွဲသုံးစားလုပ်တယ်လို့ဆွဆွဲတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့ဒါလေးကိုသတိပြုစင်ကြင်ရအတွက်တော့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေလူငယ်တွေအစီအေးမှာတော့တဦးနဲ့တဦးတယောက်နဲ့တယောက်တကြက်ကြက်နဲ့ဖြစ်နေတာမျိုးတွေပြက်သလားဆိုလည်းမပြက်ဘူးလေတိုက်တိုင်းပဲတမီးစားပါသာပဲဘာသာဘေဝကနော်ဟိုဟို ဆွမ်းလာလို့ပေါ့တယောက်နဲ့တယောက်တူးနဲ့တူးဥတိုလွန်နေတာမျိုးဥပမာပေးရရင်လေးတိုက်တိုင်းရံဖြစ်နေတာမျိုးပြဿနာတက်နေတာမျိုးတွေကြောင့်မိမိရဲ့အရှိရေးမှာဆိုရင်တော့တူးနဲ့တူးတယောက်နဲ့တယောက်ရံဖြစ်လိုက်ပြန်ရှစ်လိုက်ဆိုတာမျိုးတွေတွေကြုံနေရတယ်အိမ်အောင်ပြုစိတ်ဆက်လက်ထက်မင်္ဂလာပြုလုပ်လို့ရတဲ့မိတ်ဆွေဆက်နေသားသမီးတွေဒီလားဟာလူကြီးမိဘအတိုင်းနဲ့စိတ်ဆက်ခြင်းမျိုးအိမ်အောင်ပြုရန်တိုင်ပင်တာမျိုးတွေတတိပြုစင်ကျင်ပြီးတော့ဆောင်ရွက်ပါဒါပေမဲ့မိမိမှာပထမဇတ်တွေပုံကိုယ်ဆွဲတွေတိုက်ဆွဲတွေတိုက်ဆက်တွေဥစ္စာဆွဲတွေတို့မဟုတ်အိမ်အောင်ပြုမယ်ဆိုတာမှာမိမိရဲ့အတိတ်က တော်ဆက်ခဲ့တော်ဆွေမျိုးတွေတို့မဟုတ်အဆက်အဆက်တွေမကြိုက်လို့နှောက်ချက်တိုက်ခိုက်တာမျိုးလေးတွေရိုးရအိတ်တွင်းနဲ့ပတ်သက်တာမျိုးလေးတွေမိမိရဲ့မိဘရိုးရဖားဘက်ရိုးရနှက်ကလေးတွေကညှိုးတာမျိုးတို့မဟုတ်နှက်တွေနဲ့ပတ်သက်ပြီးတော့ဂတိကဝတ်ပြုမိတာမျိုးဘာသာရေးဆိုင်ရာတွေမှာဘာလုပ်ပေးမယ်ဘာလုပ်ပေးမယ်ပြောပြီးသတိထားပြီးတော့ပြက်ခဲ့တာမျိုးတွေရိုးရနှက်လေးတွေကိုသတိထားပါညှိုးတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့အထူးသတိပြုရန်စင်ညာအတွက်တော့လိုအပ်သောလှဖြစ်ပါတယ် မိမိချက်သောမျက်နှာသောသူကိုစနေသားသမီးတွေဖွင့်ပြောနေတာဟာကိုကိုယ်တိုင်မျက်နှာရှင်းဆိုင်ပြီးဖွင့်ပြောတာမျိုးထက်ကြားခံနေလေးတယောက်ယောက်ကိုတူဦးဖို့အကူအညီတောင်းပြီးတော့ဖွင့်ပြောလိုက်ပါဒါတော့မှတစ်ချိန်တစ်ချိန်ထပ်ပို့ပြီးတော့စူးစမ်းရတတ်တယ်ရီစားလူလူဦးလူကျွဲခတ်ဆိုတဲ့အတိုင်းပဲရီစားအရှိန်နဲ့ပတ်သက်လာရင်ငွေကြေးချိမာတာအရှိရမျက်နှာပွင့်လန်းနိုင်ပြီးငွေကြေးမရှိရင်တော့မင်းကြံစစ်ဖြစ်တယ်ပါလေသတိစားစင်ချိန်မှာအပြိုင်ဆိုင်ရှိန်နဲ့ပတ်သက်လို့အားနှဲစီတော့လာဖြစ်ပါတယ်ဒီလာတာတော့တွင်မှာအကျိုးပေးစီတော့ အယောင်နေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာ အပန်းရောင်တွေမိုးပြရောင်တွေသို့မဟုတ်လို့ရှိရင်အနီရောင်တွေဟာမိတ်ဆွေတွေရကံကိုတိုးတက်ကောင်းမွန်စေပြီးထီကန်ဆန်းနာမျိုးမိမိတို့အလှတစ်ခုခုကိုပြုလို့ဆောင်ရွက်ပြီးတဲ့အခါမှာကံကိုဆန်းနာမျိုးဖရဇီတိတိမ်ပရဝံနဲ့ပတ်သက်တာမျိုးဖုံးကြီးရဟန်းနေနဲ့ပတ်သက်ပြီးတော့အိမ်မက်မက်တဲ့အခါမျိုးတွေအဆွဲရတဲ့အခါမျိုးတွေကြလို့ရှိရင်အဲ့ဒီရက်ကိုအကြောင်းပြုပြီးတော့ထီကန်ဆန်းမှာတဦးနဲ့တယောက်တည်းဆန်းမှာဘာလေးတော့ရရင်လုပ်မယ်ဆိုပြီးကံဆန်းကြည့်ကြည့်ပါကံကောင်းမှုနဲ့အာတာမှုကိုရရှိစေတာအတေချာပဲဖြစ်တယ်အကျိုးပေးသောနေသားအနေနဲ့စနေစနေချင်းတွဲလောက်တာမျိုး မျိုးအကျိုးပေးတယ်လို့စနေသားသမီးများအနေနဲ့တောက်ကြသားသမီးတို့စနေရက်တို့တောက်ကြရက်တို့မှာအရေးကြီးတဲ့ကိစ္စတွေကိုပြုမှုဆောင်ရွက်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့အဆင်ပြေမှုတွေကိုဂျင်းတည်ပေါင်းရရှိမှာအတိအကျပဲဖြစ်ပါတယ်ခင်ဗျာလာတိုင်းမှာဒီလဟာတရက်နှစ်ရက်သုံးရက်လေးရက်ညံ့ပါတယ်လအကုန်28 29 30ညံ့ပါတယ်ကျန်တာအစနဲ့အဆုံးတက်ကလေးညံ့တယ်ကျန်တာကတော့ဘာမှရှိချေဝေးထူ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 မရှိပါဘူးအဲအလှပရေးရနဲ့ပတ်သက်လို့ စိတ်တိုင်းမကြတာမျိုးအလားကုံနဲ့ပတ်သက်လို့စိတ်တိုင်းမကြတာမျိုးဆရာလို့ရုပ်ချောခြင်းပဲပြင်ရင်မလာတာမျိုးတွေအဲသူမဟုတ်လို့ရှိရင်ပြင်ကာမှရုပ်ဆိုးတက်တဲ့လာလည်းဖြစ်တဲ့အတွက်မိတ်ဆွေတို့နည်းနည်းအလားပါကြီးရတဲ့ပတ်သက်သူများကိုပြင်တာမျိုးကိုကိုတိုင်းဖန်တီးပေးတာမျိုးကကောင်းပေမဲ့ကိုကိုကိုပြင်ရင်တော့ဒီကြတဲ့ပြင်လေလာကျင်လို့တရောင်တိုက်ရေစည်းကမ်းမျိုးလိုက်ဖြစ်တတ်တဲ့အတွက်တော့ဘာလို့ဖြစ်ဖြစ်ကြိုတင်မပြင်စင်ထားတာပုံမှုအကောက်ပါလေမထင်မှတ်ဖက်ခရီးသွားကိစ္စလေးတွေကြောင့်အခွင့်လန်းကောင်းနေ အပေါင်းသင်ကောင်းတွေအကူညီကောင်းတွေရရှိတတ်တယ်လို့မိတ်ဆွေရဲ့ညံ့နေတဲ့ကံတွေဟာတိုးတက်လာမှအတိအကျပဲဖြစ်တယ်။မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာအကျိုးပြီးသောအရဟာမြောက်ဆူဆူရက်ဖြစ်ပါတယ်။စန္တီယာရက်ကတော့အနောက်ရက်ဖြစ်ပါတယ်။အဆက်ဆက်ရရတောက်ကြရက်တို့တောက်ကြသားသမီးတို့သို့မဟုတ်စနေရက်တို့စနေသားသမီးတို့တွဲဖက်လုံရင်ကံကအာသာကောင်းမှုတိုးတက်နိုင်ပါတယ်အကျိုးပြီးသောခဏအခရာတွေအနေနဲ့ဆိုရင်တော့၃ခဏ၆ခဏ ရှစ်ကနန်းနေတာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အားသာစီပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲဒီလတာတော်တို့မှာဆိုလို့ရှိရင် မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေလုပ်ငန်းဆောင်တာကိစ္စတွေကိုပြုမှုဆောင်ရွက်လှုပ်ဆောင်တဲ့အခါမှာအစစအရာအောင်မြင်စင်ပြီးတိုးတက်စေရန်အတွက်ဆိုလို့ရှိရင်တော့เนาะမိတ်ဆွေတို့ရဲ့အလုပ်ကိစ္စလုပ်ငန်းကိစ္စလူရကိစ္စကိုပြောဆိုသွားတိုင်ပင်တဲ့အခါမသွားမိမှာမိမိအိမ်ကမျက်စွာဖျားမှာเนาะပေါင်မုတ်သုံးချက်လှူပြီးလူရကိုစူတောင်းသွားရင်အောင်မြင်တိုးတက်ပြီးတော့တန်ကောင်းစေပါလိမ့်မယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေအယောင်းတွက်အယောင်းထွက်စေပြီးတော့အယောင်းဝယ်ကောင်းစေရန်အတွက်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုဆရာတို့တခွားသီးတစ်ခုနဲ့တခွားသီးကိုထိတ်ဖြတ်ပြီးတော့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကို ထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းလိုက်ပါကအယောင်းသွဲအယောင်းထွက်သွားစီမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်ရရာဒီလာတာတော့ဒီမှာတတိထားမှာတော့ရွှေနဲ့ပတ်သက်ပြီးတော့ဝယ်တဲ့အခါမှာရွှေစည်းနဲ့ပတ်သက်ပြီးတော့ဝယ်တဲ့အခါမှာတတိထားပါငွေကြီးနဲ့ပတ်သက်ရင်လူလိန်ခံရတာမျိုးလေးတွေလူယုံမလွဲပါနဲ့ကျမ်းမာရင်နဲ့ပတ်သက်လာရင်လေနဲ့ပတ်သက်တာမျိုးလေးတွေဥကောင်းနဲ့ပတ်သက်ပြီးတော့ ကြိုက်ခဲတာမျိုးလေးတွေအနှဲငယ်ကြုံရတာလို့ရင်ဘာမှဆူဆူဝါးဝါမရှိပါဘူးလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့အလုပ်ပြိုင်နေပေါ်လာတတော်ကာလဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စေပြီးတော့ဒီတလတာလုံးမှာကံကောင်းစဉ်ရန်အတွက်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့တောင်ဆူဆူရက်ကိုခင်းတွတ်တာမျိုးလေးတွေကိုတတိထားဆင်ရင်ပေးဖို့လိုအပ်တယ်လို့အရေးကြီးသောကိစ္စတွေမှာရွှေရောင်တို့အထက်အောက်ရွှေရောင်တို့အဝါရောင်တို့ကိုဝစ်ဆင်သွားတာမျိုးလေးတွေတတိထားပြုမှုဆင်ကျင်လိုက်ရင်ဂျင်းတွေပါအစဉ်ပြေလာမှာပါအဋိဌံဝင်လို့တဲ့ဇာငယ်ရဲ့ စနေသမီးဓမ္မမိတ်ဆွေများအဖို့အနေနဲ့အဋိဌံပြုလို့တပဆိုရင်တော့ဖြင့်ဒုက္ကတောဆိုသောဂုံတော်ပတိကိုတနေ့ကို သုံးပတ်နှုန်းနဲ့ဆက်နှစ်ရက်တည်တည်အဋိဌံပြုပါကအခက်အခဲမှန်သမျှပြေလည်ပြီးတော့ကျင်းစင်ပပျောက်သွားမှာအသေးရာပဲဖြစ်တယ်မိတ်ဆွေတို့ရဲ့ရည်မှန်းချက်ရည်ရွယ်ချက်ကြီးကြီးမားမားရှိတဲ့အခါကြလို့ချင်းဆရာအာယုံရတာလေးတခုပြောပြပေးမယ်ဟုတ်စရနဲ့မှာတော့မပါဘူးအစင်ပြေစီရန်အတွက်ယုံယုံကြည်ကြည်နဲ့လောက်ပါဆရာကိုယ်တိုင်ပြောရတယ်နော်အဲဆရာတို့ အမတော်မြာနန်းရွယ်ကိုပဝါအစိမ်းရောင်လေးတစ်ထည်လှူပြီးတော့ဗာလေးတော့ပြေပါစေဆိုပြီးတော့ရရဲ့ဝန်းဝန်းနဲ့ဆူတောင်းမှာအထူးသဖြင့်ရီမန်းချက်ရွေချက်နဲ့ပတ်သက်ပြီးလှူခြင်းနဲ့ဆိုတရဖူလေးတစ်ခုကိုလှူပြီးတော့ဆူတောင်းမှာအကယ်၍မှာအချစ်ရင်းနဲ့ပတ်သက်လို့တမီးကြီးစားရေးအိမ်တော်ကြီးနဲ့ပတ်သက်လို့မေတ္တာကြီးနဲ့ပတ်သက်လို့ဆိုလို့ရှိရင်တော့ပဝါလေးတစ်ထည်ကိုလှူပြီးတော့ဆူတောင်းတော့ပါဂျင်းတိပါအောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိလာမှာအသေးချာပဲဖြစ်ကြောင်းစရာပြောလိုပါတယ်ဒီတလတာလုံးမှာစနေသားသမီးမိတ်ဆွေတွေအဆက်ဆက်ရရအစဉ်ပြေစီပြီးငွေကြီးကံအားကောင်းစီရန်အတွက် ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့မခက်ခဲပါဘူးခင်ဗျာเนาะကျတို့ဂျွေပကံများတစ်ချက်ချက်တစ်ချက်ထဲမှာဂျွေပကံများတစ်ချက်ထဲမှာကျတို့လာဗန်လို့ရေးလိုက်ဂျွေပကံများတစ်ချက်ထဲမှာလာဗန်လို့ရေးလိုက်လာရှာလာပါကုန်းတင်းတင်းပန်းလာဗန်လို့ရေးလိုက်ပါလာဗန်လို့ရေးပြီးတော့ဆရာတို့မက်ဆေ့သို့မဟုတ်အကျွေးစီလေးတစ်စီကိုတင်လိုက်ပါကျွေးပကံများတစ်ချက်တည်းမှာလာဗန်လို့ရေးပါအကျွေးစီလေးတစ်စီကိုတင်ပါတင်ပြီးသွားတဲ့အခါအပေါ်မှာအဲ့ဒီအကျွေးစီပေါ်မှာဖျောင်းလိုက်တဲ့အတိုင်းတင်ထွင်းပါမိတ်ဆွေတို့ရဲ့အမြင့်တနေရာဈေးဆိုင်လုပ်ငန်းမှာအဲ တင့်တော်တဲ့နေရာထွင်မှာဖခင်เจ้าဆောင်မှာမဟုတ်ပါဘူးမိစွေတို့ရဲ့ပိတ်နေသောလက်တွေပွင့်လန်းပြီးအဆတ်ဆရရအစင်ပြီးအောင်မြင်တိုးတက်ပြီးတော့ဒီကြတဲ့လျှောက်လာပိုင်းဟာကြိုက်တဲ့လောက်ဆိုးပါစေစနေနေ့မှမူဘူးဆိုတာမျိုးမင်းတို့လောကရန်ရဲ့မိုးကောင်းတော့ရွာတာငါအတွက်တော့မင်းတို့အတွက်မင်းတို့ညံ့နေဆိုတာငါအိတ်နေတဲ့လောက်ပဲရှိရဲဆိုတာမျိုးကိုကျင်းသိပေါ့ကျုံးဝါနိုင်မဲ့လားဖြစ်တာအတေချာပဲဖြစ်တဲ့အတွက်စနေနေ့ဟာ၆လပိုင်းကစပြီးတော့ကံဟာကျင်းသိပေါ့အကောင်းဘက်ကိုကူပြောင်းလာတာတော့ဆရာက ရဲရဲကြီးပြောရဲပါတယ်ခင်ဗျာနော်ရှေ့လာဒီမှာလည်းဒီလောက်ထိတော့ညံ့စရာအကြောင်းမရှိတော့ဘူးဆိုတဲ့အကြောင်းနဲ့ fighting ဆိုတဲ့အကြောင်းပြောရင်ကဲစနေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအစင်ပြီးအောင်မြင်တိုးတက်ကြပါစေခင်ဗျာရန်ကန်နားမှာပြည်ရင်မိချင်း0939293961 7902416 WhatsApp Telegram မှာဖြစ်စေ Viber နံပါတ်6635059နဲ့မှာဖြစ်စေဆက်သွယ်မေးမြန်းနိုင်ပါတယ်ကြော်ညာလေးဝင်ပြရစီစနေနေ့နောက်ဆုံးဆိုတော့ဆရာရှိမှာကျွတ်နဲ့တန်လျက်ဒီမှာယူရရှိနိုင်ပါပြီเนาะကျွတ်နဲ့တန်လျက်ကျွတ်နဲ့ဆိုတာ တလင်းလာနဲ့စနေနံပေါင်းဆက်ထားတဲ့ငွေကြေးနဲ့ငွေနဝင်းဖြစ်ပြီးတော့တန်လျက်ဆိုတာကတော့ရှင်မင်းနေကိုင်းတဲ့အတွက်တော့ဩဇာထမ်းမြတ်စီတဲ့အတွက်ငွေကြေးနဲ့ပတ်သက်လို့ပြောဆိုကောင်းပြီးတော့ငွေကြေးနဲ့ပတ်သက်လို့အတိုက်ခိုက်ကင်းပြီးအလိုရာအောင်မြင်စီတဲ့အရာလေးဖြစ်တယ်เนาะဒါကမှာယူလို့ရရှိပြီဆိုတဲ့အကြောင်းဆရာကထလောင်းပြောလိုက်ပြစီဝဲချင်းဝဲပါမဝဲချင်းမဝဲနဲ့เนาะအဆောင်လက်ပတ်ကလည်းဆရာတို့ဂိုင်းဆရာတွေပြောကပူတဲ့အခါဆရာတို့တက်ဆောင်လက်ပြချူချူဆွဲပြီးတော့ကြစ်ထားတာတစ္ဆာဆိုထားတယ်ဂိုင်းနဲ့ဖြစ်တဲ့အတွက်ယူချင်ယူပါမယူချင်နေပါဆရာတစ္ဆာဟာခမရတို့ယုံကြည်မှု ရှိမှာပဲတန်ပါလိမ့်မယ်မယုံကျင်ကြုံလဲမယောင်းကျင်ပါဘူးနောက်တစ်ချက်ကဒါကတော့မိတ်ဆွေတို့သိပါတယ်လက်ရွှေငွေဝင် DTS ဆိုတာတော့မိတ်ဆွေတို့အနေနဲ့ပုံတူလေးကူးလိုက်ပါအဲသို့မဟုတ်ဆရာပေးမှလည်းတင်ထားပြပါတယ်ဒါလေးကိုအိမ်မှာကတ်ထားပါကတ်ထားရုံနဲ့ငွေဝင်ပါတယ်ငွေမဝင်ဘူးထင်ပတ်စံလေးတစ်ရွက်ကင်ပြီးတော့နင်းအဖော်ကြီးလာခဲ့လေလို့ရိုက်တာသူ့အဖော်ကပတ်စံမှာသူ့အဖော်ကပတ်စံဆိုတော့ပတ်စံငွေဝင်တာဗောနော်ဒါလေးကတခုဒါလေးကတော့ဆရာရှင်မှာဆေးပြောင်းနိုင်တဲ့အဆောင်လက်ပတ်တွေမှာယူရရှိနိုင်ပြီဆိုတဲ့အကြောင်းဆရာကပြောလို့ပါတယ်နော်ကောင်းပါပြီခင်ဗျဒါလေးကိုဆရာ ထူးထူးခြားခြား marketing စင်းတာဗောနော်ကဲကောင်းပါပြီခင်ဗျာအဆက်ဆက်ရေအဆင်ပြေအောင်ပြီတိုးတက်ကြပါစေကဲဇန်ငယ်မိတ်ဆွေဆရာတို့နောက်တစ်ပတ်မှာပြန်ဆုံပါမယ်စနေသားသမီးမိတ်ဆွေများအားလုံးနဲ့တကွခုနှစ်ရက်သားခုနှစ်ရက်သားသမီးအားလုံးအဆဆရရအောင်မြင်တိုးတက်လို့ယရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်လို့အောင်မြင်မှုအပေါင်းတရဖူဆောင်းလို့ဟောစဘူဒီပါလက်ရတောင်ကျွန်းဩဘာနမိထွန်းအောင်လူနိုင်တန်းနိုင်သာသနာပြုနိုင်ပြီးတော့အများအကျိုးမိသားစုအကျိုးသာသနာအကျိုးကိုတည်ဖို့ထမ်းဆောင်နိုင်တော့ ူတွေဖြစ်ကြပါစေလို့ပြောရင်းနဲ့ဆရာတို့ဒီနေရာမှာနှုတ်ဆက်ပါတယ်စီးပါ